အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ညကျွန်တော်ဒီ Facebook ကပေါ့เนาะကျွန်တော်ရဲ့ဒီ page ကနေပေါ့လာမေးထားရတယ်ပေါ့เนาะပကံဆန်ခုံးအကြောင်းကို ကျွန်တော်ဒီနေ့လာဖြေပြင်ပေါ့เนาะအဲဒီမှာအမအမပဲဖြစ်မှာပေါ့เนาะဒီမှာမေးထားရတာကတဲ့အသက်55နှစ်မပြည့်ခင်ပေါ့เนาะဒီပကံကနေပြီးတော့ပတ်စံပြန်ထုတ်လို့ရလားပေါ့အဲအဲ့ဒါကိုမေးထားတာဖြစ်ပါတယ် ကျွန်တော်လည်းအဲမေးထားတဲ့အမအတွက်ပေါ့နော်ပို့ရသေးကြအောင်ကျွန်တော်ဒီစနက်ငန်ပကံဆန်ခုံးပေါ့နော်အဲ့ဒီ website ကနေသူတို့ရဲ့ဒီ official website ကနေကျွန်တော်တရားဝင်တွေ့ရအောင်မေးမြန်းထားတာပေါ့နော်သူရဲ့တရားဝင် website ကနေတွေ့မေးထားပါတယ်အဲသူပြောတဲ့ပုံစံအရဆိုရင်တော့ဒီအတန်55နဲ့မပြည့်ခင်ထုတ်လို့မရဘူးပေါ့နော်ထုတ်လို့မရဘူးအဲဒါမဲ့တခုတော့ရှိရဲအဲဘာကြီးလုံးလို့ရလဲဆိုရင်တော့ဒီအတန်55နဲ့ပြည့်လို့တကယ်လို့ထုတ်မယ်ဆိုရင်ထုတ်တဲ့ပုံစံနှမျိုးရှိရဲပေါ့နော်တစ်မျိုးကတော့ ပင်စင်ပုံစံမျိုးအနေနဲ့ခံစား권ရှိရယ်အဲနောက်တစ်မျိုးကကြတော့အဲဘန်နန်နဲ့ဘန်နစ်ပေါ့နော်အဲနောက်တစ်မျိုးကကြတော့ဘန်နန်ဆိုတာကကျွန်တော်ပင်စင်စားပေါ့နော်ဘန်နစ်ဆိုတာကတော့ကျွန်တော်ရှိရပစံကိုအကုန်ထုတ်ယူလိုက်တယ်ပေါ့နော်ကျွန်တော်ပင်စင်စားပုံစံမျိုးဝရှိရပစံကိုအကုန်ထုတ်ယူတဲ့ပုံစံမျိုးကတစ်ခုရယ်အဲနောက်တစ်ခုကကြတော့ပင်စင်စားအနေနဲ့သူတို့ကသတ်မှတ်ထားတဲ့တလောက်ကိုအဲ9000ဆို9000ငွေထည့်တဲ့ငွေမောက်ပေါ်မူတည်ပြီးတော့နှစ်အလိုက်ကိုပေါ့နော်ပြန်မြှောက်ပေးတာပေါ့6000ဆို6000အဲအဲ့လိုမျိုးပေးတာရှိမယ် အဲနောက်တစ်မျိုးကကြတော့အလိုမျိုးမယူဘဲနဲ့အကုန်လုံးထုတ်ပြီးတော့ယူတာလည်းရှိတယ်ပေါ့နော်ဒီနှမျိုးပဲရှိပါတယ်အသက်55နှစ်မပြည့်ခင်ထုတ်လို့မရဘူးပေါ့နော်အဲဒါပေမဲ့ဒီကြားထဲမှာကိုကအဲကျဲမိုင်မကောင်းတဲ့သူဒါမှမဟုတ်ရင်မိန်ကလေးဖြစ်မယ်ဆိုရင်တော့ကျွန်တော်အကြံပေးချင်တော့လှုပ်ထားတင်ပါတယ်မိန်ကလေးဆိုလို့ရှိရင်အဲတဲ့ဟိုတခြားကျဲမိုင်ကိစ္စတွေလည်းများတယ်ပေါ့နော်တကယ်လို့ဟိုဘိုက်ကြီးရပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်တခြားယောဂါတွေပဲဖြစ်ဖြစ်ဆေးုံဆေးကန်သွားတာလွယ်ကူတယ်ပေါ့နော်အဲကိုလာတိုင်းထည့်တယ်ဆိုပေမဲ့တကယ်လို့ ကိုလိုရတဲ့ခါမျိုးကြောက်ရင်လည်းတကယ်သုံးဝင်ပါတယ်ဗောနော်အေးတို့ကတကယ်လို့မိန်ကလေးတွေဖြစ်တယ်ဆိုရင်တော့ကျွန်တော်လှူထားစီခြင်းပါတယ်အဲကျွန်တော်ဒီနေ့ဗီဒီယိုလေးကိုတော့ကျွန်တော်တော်လေးပဲလာဖြည့်ပေးတယ်ဗောနော်မိထားတဲ့အမလည်းစိတ်ကျဉ်တဲ့လိမ့်မလို့မျှော်လင့်ပါတယ်နောက်သိကျင်တာလေးတွေရှိရှင်လည်းကျွန်တော်ဒီမှာလာရောက်မေးမြန်းနိုင်ပါတယ်အားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေခင်ဗျာ